စောစုတက်တွေကဇွန်26ရက်ညနေ၄နာရီအချိန်မှာရွှေဘုံမြို့နယ်ဥပိုလ်ကျေးရွာကိုလက်နက်ကြီးနှလုံးနဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်လက်ဖက်ဆိုင်နဲ့နေအိမ်တစ်လုံးပေါ်ကြားရောက်ပောက်ကွဲပြီးတော့အမျိုးသား၂ဦးနဲ့အမျိုးသမီး၁ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရှိခဲ့တာဖြစ်တယ်လို့ရွှေဘုံမြို့ဒေသခံတဦးကပြောပါရယ်အခုလိုစောစုကလက်နက်ကြီးနဲ့ပစ်ခတ်တာဟာတော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့အကြောင်းမဲ့ပစ်ခတ်တာဖြစ်ပြီးတော့နေအိမ်တချို့ထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် စောစုတက်တွေကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်အိုးဘိုကြီးရအပောင်းဝင်စီးပြုကုန်တလုံးစားတဲ့ကြီးရတွေကဒေသခံတထောင်ကျော်တောတောင်အတွင်းထွက်ပြေးတိမ်းရှောင်နေရပြီးတော့စားနေကပြက်လက်မှုနဲ့ကြုံတွေ့နေရတယ်လို့ကြောင်ရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘိုးကြောင်ရိုင်းကပြောပါရယ်ချွေဘိုးမျိုးနဲ့မှာပြီးခဲ့တဲ့ဇွန်နေဆက်ရက်ကစောစုကတဲပင်ကြီးရတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့ရကြောင်းဟုံကြောင်တွင်ကြောက်ရောက်ပောက်ကွဲပြီးတော့ကလေးငယ်တူထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့သူကဆက်ပြောပါရယ် ရွှေဘုံမြို့နယ်မှာအာနာသိန်း၄နှစ်ကျော်တွင်စိုးစုတက်တွေနဲ့ပြူစောတိတွေမိရှို့ဖြစ်စီလို့ကျေးရွာပေါင်း190ကျော်နဲ့ရွာပေါင်း90ကျော်မိလောင်ပျက်စီးခဲ့ပြီးအိုးမဲအိမ်မဲဖြစ်ရသူ2000ကျော်ရှိခဲ့ပါတယ်။